ားလုံးမင်္ဂလာပါဒိုင်းနဲ့မယ် YouTube channel ကနေပြီးတော့အားလုံးကိုကြိုဆိုပါရစေကျွန်တော်တို့ Manchester United ကဒီနေ့ညမှာကျွန်တော်တို့ဒီ Bilbao နဲ့ဒုတိယကြောကျွန်တော်တို့ Ultra 4မှာကျွန်တော်တို့ semi final Europa League semi final ထပ်ပြီးတော့ကျွန်တော်ကစားရဖို့ရှိတယ်ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပွဲကြိုသုံးသပ်ချက်ပြီးလို့ရှိရင်ကျွန်တော်ဒီ Who score ရဲ့ Goal score prediction တွေ ပွဲကြိုခံမှန်းချက်တွေကျွန်တော်တို့လုပ်ကြည့်ရအောင်ပေါ့လေဆိုတော့အဆုံးထိကြည့်မယ်လို့ပြောလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့ပထမဦးဆုံးကျွန်တော်အသင်းနဲ့ပတ်သက်တဲ့အခြေအနေပေါ့နော်လက်ရှိကျွန်တော်တို့ပထမအကြော်တုံးက United ကကျွန်တော်တို့ဒီ Vivao အင်ကွဲမှာကျွန်တော်တို့ Z3 နဲ့ကျွန်တော်နိုင်ထားတယ်အိန္ဒိယမှာကျွန်တော်တို့ Daniel VPN တို့ကျွန်တော်တို့ဒီအနီကတ်တွေကျွန်တော်တို့ရှိတယ်အဲပြီးတော့ကျွန်တော်တို့ဒီဒီနေ့ကျွန်တော် Vivao နဲ့ပတ်သက်ပြီးတော့ရထားတဲ့သတင်းမှာဆိုလို့ရှိရင် Inaki William ကို Nico William နှစ်ယောက်စလုံးမပါနိုင်ဘူးပေါ့ Inaki William ကကျွန်တော်တို့ဒီ hamstring ဆိုပြီးကျွန်တော်သိရတယ်အဲဒီ Nico Williams ကကျွန်တော်တို့ဒီ foot injury ဆိုပြီးကျွန်တော်သိရတယ်ဆိုတော့ဒီနှစ်ယောက်မပါနိုင်ဘူးပြီးတော့ကျွန်တော်နောက်တန်းမှာအားကိုးရတဲ့ကျွန်တော် VPN လို့ကစားသမားမပါဘူးရှေ့ပွဲတွေကမပါနဲ့ကျွန်တော် sunset တို့လည်းကျွန်တော်ပြန်လာဖို့မရှိဘူးဆိုတော့ဒီလိုအခြေအနေမျိုးမှာပြီးပါဦးကတော်တော်လေးတို့ကျွန်တော်တို့ weak နေတဲ့အနေအထားမှာတော့ကျွန်တော်တို့ဖြစ်နေပါတယ်ဆိုတော့လက်ရှိကျွန်တော်တို့ဒီ အယူနိုက်တက်ကကျွန်တော် Z3 ရနိုင်ထားရဲဆိုတော့တော့ကျွန်တော် comfort ဖြစ်ဖြစ် AA စစ်စစ်ကျွန်တော်တို့အထိန်ကစားမလားဒါမှမဟုတ်နောက်ထပ်ထပ်ပြီးတော့ကျွန်တော် ultra form မှာအနိုင်ရဖို့ကြိုးပမ်းမလားဆိုတာတော့ကျွန်တော်တို့ဒီ Asian handicap ကဏ္ဍတွေမှာကျွန်တော်တို့ဆက်ပြီးတော့ဆွေးနွေးကြမှာပေါ့နော်ဆိုတော့အခုလောလောဆယ်ကျွန်တော်တို့ဒီ Biba ကိုရဲ့ကျွန်တော်တို့ဒီအဲဒီအဝေးကွင်းအခြေအနေပေါ့နော်ဝေးကွင်းအခြေအနေနဲ့ပတ်သက်ပြီးကျွန်တော်တို့ဆွေးနွေးကြမှာပေါ့နော်ဆိုတော့ မိဘအိုကကျွန်တော်တို့ဒီပေါ့နော်ယူရိုပါလိမ့်မှာဆိုလို့ရှိရင်အဝေးခွင့်တူတဲ့ကျွန်တော်6ပွဲတိကျူကစားထားတယ်ပေါ့နော်ကစားထားတဲ့အနေထားမှာဆိုလို့ရှိရင်2ပွဲတည်ကြတယ်2ပွဲရှုံးတယ်2ပွဲနိုင်တယ်ဆိုတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဆိုတော့အိမ်ဝင်းနဲ့ကျွန်တော်ပြန်ရှင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တော်တော်လေးကိုဝိတဲ့အနေထားမှာရှိတယ်မိဘအိုဒီကျွန်တော်တို့ဒီလာလီဂါမှာပဲဖြစ်ဖြစ်ဒီဥရောပမှာပဲဖြစ်ဖြစ် အဝေးခွင့်ဆိုလို့ရှိရင်သူတို့ကကျွန်တော်တို့ထိန်းထိန်းသိမ်းသိမ်းကစားရတဲ့အထင်မှာပါတယ် မရှုံးရင်ပြီးရောဆိုတဲ့ပုံစံမျိုးကျွန်တော်ကစားလေးရှိတယ်အဲတည်ရေပဲကြကြနိုင်မဲနိုင်နိုင်ပေါ့နော်ပြဿနာမရှိဘူးအဲ့လိုပုံစံမျိုးကျွန်တော်ကစားလေးရှိတဲ့အတင်းတင်းကျွန်တော်ဖြစ်တယ်ဆိုတော့လာလီဂါရဲ့ကျွန်တော်ဒီအဝေးဝင်းဖောင်ကိုကျွန်တော် ကြည့်မယ်ဆိုလို့ရှိရင်သူတို့18ပွဲထိကျွန်တော်ကစားထားတဲ့နေရာမှာ6ပွဲနိုင်နေခွန်းပွဲထိတည်ကြပြီးတော့၄ပွဲကျွန်တော်ရှုံးထားတယ်ဆိုတော့ရာကူ19ကိုပေကူ16ကိုနဲ့ကို different 3နဲ့ရမ25မှတ်ထိလာလီဂါမှာသူတို့စုဆောင်းထားတယ်ဆိုတော့အိမ်ဝင်းကိုကျွန်တော်ပြင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်အိမ်ဝင်းဆိုလို့ရှိရင်ညကျွန်တော်တို့ဒီ နိုင်ပွဲဆိုကျွန်တော်10ပွဲလောက်ရှိတယ်တရီဆိုလို့ရှိရင်ကျွန်တော်6ပွဲနော်ရှုံးပွဲဆိုတပွဲပဲရှိတယ်ဆိုတော့ဒီလိုအခြေအနေမျိုးဆိုတော့အိမ်ဝင်းကိုရေးလဲအားပြုပြီးတော့ကစားတဲ့အတင်းတင်းကျွန်တော်ဖြစ်တယ်ဒါကိုလည်းကျွန်တော်ဒီပထမအကြော့တုန်းကသူတို့အင်ဝင်ပြည်သက်တွေဘလို့ဒီအားပေးနေလဲဆိုတာကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်မြင်နိုင်တယ်အနီကက်မတိုင်ခင်ကျွန်တော်ဒီမိနစ်30လောက်ပါနော်မိနစ်30လောက်အနေထားမှာဆိုလို့ရှိရင်ဘယ်လောက်ထိကျွန်တော်တို့ဒီ viewer ကိုကျွန်တော် compact ဖြစ်ဖြစ်နဲ့ internet ကိုကျွန်တော်တို့ အဲဒီပေါ့နော်တကယ်ကျွန်တော်ဒီစိန်ခွန်နိုင်တဲ့အတင်းတင်းလဲဆိုတာကိုကျွန်တော်မြင်နိုင်တယ်ဒါပေမဲ့ကျွန်တော်အနီကက်ကအရာအလုံးကို ပြောင်းလဲသွားတဲ့အခြေအနေမျိုးလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ အဲဒီ result ပုံမှာ united အနေနဲ့အမှန်တိုင်းပြောလို့ရှိရင်အများကြီးကြောင့်မိခိုနေလို့မရဘူးအဲဒါကလည်းဟိုမိခိုနေမှလည်းမဟုတ်ဘူးပေါ့ဒါကလည်းဘာကပို့ပြီးတော့တိတာနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဖြည့်မှကျွန်တော်တို့ဒီဘာလဲ breakfast နဲ့ပွဲပေါ့နော်အဲ့ဒီပွဲမှာဆိုလို့ရှိရင်လူငယ်ကစားသမားတွေကြီးပဲကျွန်တော်အများကြီးကြောင့်တုံးသွားတယ်အဓိကကစားသမားတွေလုံးဝ1မိနစ်တောင်ပေးမကစားတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ် ဆိုတော့ဒါကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်အဲဒီပွဲကိုကျွန်တော်ဘယ်လောက်ထိအာယုံစိုက်ထားလဲဆိုတာမြင်နိုင်တယ်ပေါ့နော်ဆိုတော့ဥပမာထားပါတော့ကျွန်တော်ဒီ Lion နဲ့ဒုတိယအကြော့ဆိုလို့ရှိရင်တော့မှကျွန်တော်တို့ဒီ Dallo တို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ Bruno Fernandes တို့ကို ဒီဘာလဲ Uvainer နဲ့ပွဲမလာမသိနော်အဲ့လိုမျိုးကျွန်တော်ထည့်ကစားမျိုးတွေတော့ကျွန်တော်ရှိသေးတယ်နည်းနည်းလေးအခုကလုံးလုံးကိုကျွန်တော်ထည့်မကစားတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ် Frankfurt နဲ့ပွဲမှာဆိုတော့ဒီတော့ကြောင့်မလို့ဒီနေ့ပွဲမှာလုံးဝကျွန်တော်ဒီအဓိကကစားသမားတွေအားလုံးဒီမှာက energy လုံးဝအပြည့်နဲ့ကစားလာမယ့်အခြေအနေမျိုးကျွန်တော်ဖြစ်တယ်ဒီဘာလဲကျွန်တော်အမှန်တမ်းပြောလို့ရှိရင်ကျွန်တော်ဒီ delete နာသွားလို့ပေါ့နော် delete နာသွားလို့မဟုတ်ရင်ကျွန်တော်မကွာရတော့ကျွန်တော်လုံးဝသုံးမယ့်အခြေအနေမှာမရှိဘူးအဲနောက်တန်းမှာကျွန်တော် center back ကစားမယ်လူတယောက်မှမရှိရတဲ့အနေအထားမှာ မကွိုင်းရကိုကျွန်တော်တို့ဟိုတုံးလိုက်ရတဲ့အခြေအနေမျိုးကြောင့်ဖြစ်တယ်မကွိုင်းရကြောင့်မိနစ်80လောက်တော့သူကစားလိုက်ရတဲ့အခြေအနေမျိုးတော့ကျွန်တော်ဖြစ်သွားရမှာเนาะဆိုတော့ဒီနေ့ပွဲနဲ့ပတ်သက်ပြီးတော့ injury list ကတော့အဲထုံးစံနိုင်မယ်အဲကျွန်တော်တို့ဒီ delete ကြောင့်ပြန်ပါလာဖို့မရှိဘူး Aiden Heaven ပါလာဖို့မရှိဘူး Toby Collier အဲ့တော့ပြီးလို့ရှိရင်ကျွန်တော်ကြံတဲ့ဒီအရင်ကဒန်ရအနေနဲ့ကစားသမားတွေပေါ့နော်ဒီကစားသမားတွေကျွန်တော်တော့ပြန်လာဖို့မရှိပါဘူးဒီနေ့ပုံနဲ့ပတ်သက်ပြီးတော့ကျွန်တော် line up အနေထားမှာဆိုလို့ရှိရင်ဘယ်သူတွေကိုကျွန်တော်ပွဲထုတ်လာလောက်လဲပေါ့နော်ဒါအရင်နဲ့ပတ်သက်ပြီးကျွန်တော်အရင်ဆုံးဆွေးနွေးကြည့်အောင်ပေါ့နော်ဆိုတော့ကျွန်တော်ဘူသမားကတော့ကျွန်တော်ဦးနနာပဲဖြစ်မယ်ပြီးတော့ကျွန်တော်ဒီနောက်တန်းမှာဆိုလို့ရှိရင်အဲဒီပေါ့နော်ကျွန်တော်ကတော့ဒီမှာမကွိုင်းရရေပြီးလို့ရှိရင်ကျွန်တော်ဒီမက်ဇရာဝီရေယူရိုရေပေါ့နော်ဒီ၃ယောက်ကဒါကျွန်တော်ဒီ Emery စိတ်ကြိုက်လို့ကျွန်တော်ထင်တယ်အဲ Lindelof ကိုပထမဒီဗာလဲဟွန်း အဲဘီဘောင်နဲ့ပထမအကြော်မှာသူ right center back နေရာမှာကျွန်တော်တုံးနေဆိုပေမဲ့အဲ့လောက်ကြီးကြိုက်တယ်လို့ကျွန်တော်တော့မထင်ဘူး Lindelof ကိုနိုင်လေအဲ့ဒီကျွန်တော်ဒီအနီးကမတိုင်ခင်မိနစ်30ရဲ့အတွင်းမှာအဲသူအမားတချို့ကျွန်တော်လောက်တာမျိုးနှစ်ကြိမ်လောက်ပေါ့နော်အဲ့လိုမျိုးကျွန်တော်ရှိတယ်ဆိုတော့ဒီတဲ့ကြောင့်မလို့အဲဒီပေါ့နော် Mazraoui ကို right center back မှာပဲသူတုံးကျင်လိမ့်မယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ကျွန်တော် Armand ကလည်းပြန်ပါလာပြီ Armand ကလည်းအရင်တည်းကဒီ right wing back မှာအဆင်ပြေတဲ့ခံစားသမားတစ်ယောက်ကျွန်တော်ဖြစ်တယ်ဆိုတော့ဒီတဲ့ကြောင့်မလို့ အာမတ်ကိုကျွန်တော် right wing back မှာပြင်မြင်ရပြီးတော့မန်ဇာဝီကတော့ right center back နေရာကိုဖျောက်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်။အဲ့တော့မန်ဇာဝီရဲ့မကွိုင်းရရဲ့ Lenny Yoro ရဲ့ဆိုတဲ့အခြေအနေမျိုးပေါ့နော်။ဒီလိုမျိုးတော့ကျွန်တော်ကတော့မျှော်လင့်ထားတယ်ပေါ့နော်။ဆိုတော့ double pivot နေရာမှာတော့ကျွန်တော်တို့ Cassie ပြန်ပါလာမယ်ပြီးတော့ကျွန်တော်တို့ Ugandi နဲ့ကျွန်တော်တို့တွဲမယ်လို့ကျွန်တော်ထင်တယ်။အဲပြီးတော့ကျွန်တော်တို့ဒီ wing back team မှာကအဘေချမ်းမှာ Dogu နဲ့ကျွန်တော်တို့ဒီညာချမ်းမှာ Amadiya လို့ပဲကျွန်တော်ဖြတ်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ဆိုတော့ဒီ neo number 10မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ Bruno Fernandes ပြန်ပါလာမယ်တေချာပေါ့ဘုံကပါလာမယ်ပြီးတော့ကျွန်တော်တို့ဒီကာနာချိုလာမိန်းနူးလာပေါ့နော်ဒါတော့ကြည့်ရမယ်ကာနာချိုကတော့ကျွန်တော်တို့မချန်လောက်ဘူးလို့ထင်တယ် press conference မှာလည်းကာနာချိုပါလာဆိုတော့ကာနာချိုကျွန်တော်ပွဲထွက်လာလောက်မယ်လို့ထင်တယ်မိန်းနူးကကျွန်တော်တို့ဒီအရင်ကုန်မဲ့ကျွန်တော်ထိုင်ရနေမယ်လို့ထင်တယ်ဒီနေ့ပွဲကျွန်တော်တို့ဒီ Christmas final လဲကျွန်တော်တို့ဒီထောင်တိုက်စစ်နေရာမှာတေချာပေါ့ပွဲထွက်လာမှာပါဆိုတော့ဒီ Brentford နဲ့ပွဲမှာလည်းသူလုံးဝကျွန်တော်တို့ဒီပေါ့နော်ပွဲချင်းပြေနီးပန်းသူအနားရထားတဲ့အခြေအနေမျိုးပွဲချင်းပြေထင်တယ်ပွဲချင်းပြေနီးပန်းမဟုတ် ပွဲချင်းပြေကျွန်တော်လုံးဝအနားရလိုက်တယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ ရက်စမတ်လေကျွန်တော်ပြန်ပါလာမယ့်အချိန်လေးပဲကျွန်တော်ဖြစ်ပါတယ်ဆိုတော့ဒီတက်ကြောင်းမလို့ဒီလူစီရဲ့အနေထားမှာဆိုလို့ရှင်လေတော်တော်လေးကိုကျွန်တော် fresh ဖြစ်ပြီးတော့အဓိကကစားသမားတွေလည်း energy အပြည့်နဲ့ကစားလာမယ့်အနေထားမျိုးဒါအပြင်ကျွန်တော်ကစားမယ့်နေရာသည် ultra fort ဆိုတော့ဒီတက်ကြောင်းမလို့ဒီပွဲအတွက် amarin ဒီလုံးဝကျွန်တော်တို့ဒီဘောနဘာဘလို့နင်းနေမှာကျွန်တော်အမားမခံဘူးလို့ကျွန်တော်ထင်တယ်ဆိုတော့ okay ကျွန်တော်တို့ဒီ asian handicap ကိုကျွန်တော်တို့တွားလိုက်ရအောင် ဆိုတော့ Asian Handicap မှာဆိုလို့ရှိရင် Manchester United ကအခုလက်ရှိဒီတရင်ရှုံးကျွန်တော်ပောက်ပါတယ်ကိုပေါင်းသေး3လုံးကို90ပေါင်းပါဆိုတော့ပထမအကြော့ပြီးပါအောင်အင်ဝင်းမှာပြီးပါအောင်ကလည်းပဲကျွန်တော်60ရှုံး65ပြန်ရှုံးလောက်ထိကျွန်တော်ပေးခဲ့တဲ့အနေထားမှာ United ကကျွန်တော်ဂိုးလဲကျွန်တော်ပြတ်ခဲ့တယ်နိုင်လဲနိုင်ခဲ့တယ်ဆိုတဲ့အခြေအနေမျိုးမှာတကယ်တမ်းဆိုလို့ရှိရင်ကျွန်တော်ဒီပုံမှန်ဈေးအောက်ကိုရော့ပေးရင်တော့ရတဲ့အခြေအနေမျိုးမှာရှိပါတယ်ပုံမှန်ဈေးဆိုတာကကျွန်တော်တို့ဒီ Manchester United ပေးတင်ပေးထားတဲ့ဈေးဒီ level အိမ်ဝင်းကနေ level 40ရှုံးပေးရင်လုံလောက်ပါပြီဒါပေမဲ့ခုလက်ရှိပေးထားတဲ့ level 100ရှုံးဝင်ရိုးဖြစ်ပါတယ်ဆိုတော့ဒီတော့ကြောင့်မလို့ကြီးကတော်တော်လေးကိုကျွန်တော်ပြင်းပါတယ် United ကဒါဒါကျွန်တော် 3C ပြတ်ထားတဲ့အသင်းเนาะတကယ်တမ်းကျွန်တော်ပြီးပါဦးသားဒီနေ့ကျွန်တော်ဒီဘာနော်အဲ Ultra Four မှာ do something ကျွန်တော်တခုခုလုပ်ပြတော့မယ်ဆိုလို့ရှိရင်เนาะ United ကကျွန်တော် David ပုံမှန်ပေးရမယ် level 40ထက်ကိုကျွန်တော်ပို့ပြီးတော့ short ပြီးတော့ပေးမယ်အခြေအနေမျိုးဒါပြင်ပြီးပါဦးဘက်မှာတော့ကြီးကကျွန်တော်ခေါင်းပြောင်းသွားနိုင်တဲ့အခြေအနေမျိုး ကြည့်ကြောင်ပေးလို့ရတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ဒါပေမဲ့အခုလက်ရှိနေသားမှာပြီးပါဦး no chance ဆိုတဲ့ပုံစံမျိုးကျွန်တော်တို့ကြီးကပေးလာတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ဒါအပြင်ကျွန်တော်ကိုပေါင်းသေးပါ။ကိုပေါင်းသေးကကျွန်တော်တို့၃လုံးကို90ပါ။ပထမကျောနှလုံးကို30ရှုံးပါ။3 C နဲ့ကျွန်တော်ကိုပေါ်ခဲ့တယ်။ဒီနေ့ပွဲမှာကျွန်တော်တို့ဒီကိုလိုအပ်ချက်ကျွန်တော်တို့အများကြီးရှိနေတာဖြစ်တဲ့ကြောင့်လို့ကိုပေါင်းသေးကကျွန်တော်တို့ဒီကတော့ဝင်ရိုး20ဆင်းလောက်ထိကျွန်တော်တို့ခုံလာတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ်။နှလုံး30ရှုံးကနေပြီးတော့၃လုံးကို90ပေါင်းထိကျွန်တော်တတ်လာတဲ့အခြေအနေမျိုးဖြစ်တယ်။ ပြားကကျွန်တော်တို့ဒီပြားတရာကျော်လောက်ဒီကျွန်တော်တို့ပြင်းလာတဲ့အချိန်လေးပဲကျွန်တော်ဖြစ်ပါတယ်ဆိုတော့ဒီကိုပေါင်းသင်းနဲ့ body size ကိုကျွန်တော်ပြန်ချိန်မယ်ပြန်ချိန်ကြည့်မယ်ဆိုလို့ရှိရင်ဗျာဘယ်လိုဖြစ်လဲဆိုတော့အဲဒီပေါ့နော်တကယ်တမ်းကျွန်တော်ဂိုးလိုတာက United မဟုတ်ဘူးဂိုးလိုတာဒီပြီးပါဦးပြီးပါဦးကဂိုးလိုတယ်ဆိုလို့ရှိရင်ပြီးပါဦးတကယ်လို့ဂိုးတွေရမယ်ဒီရမှာ United ကိုကျွန်တော်အိမ်ခွင့်မှာတစ်ခုခုလုတ်ပြမယ်ဆိုလို့ရှိရင်အာ United ရဲ့ကျွန်တော်ဒီ body size က ပြော့ရမယ်အခြေအနေမျိုးမှာအခုက United ပြင်းနေတယ်။ဒါ့အပြင်ဂိုးပေါင်းစည်းလည်းပြင်းနေတယ်ဆိုတော့ဒါကိုကြည့်မယ်ဆိုလို့ရှိရင် United ကကျွန်တော်နိုင်ပြီးတော့ဂိုးပုံမယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်တို့ပြောနေတဲ့ပုံစံမျိုးဖြစ်တယ်။ United ကိုယ်တိုင်ကလည်းအိမ်ဝင်ကျွန်တော် Europa League 6ပွဲကစားထားနေထားမှာဆိုလို့ရှိရင်၄ပွဲဒီကျွန်တော်ဂိုးပေါ်ထားပြီးတော့၂ပွဲကျွန်တော်တို့ဂိုးအောက်ထားတယ်။ နှစ်ပွဲအောက်ထားတယ်20ရယ်မှာလည်းမသိနော်အဲ့နှစ်သင်းကိုကျွန်တော်တို့ကိုးအောက်ထားတယ်ဘီဘာဟိုကကျွန်တော်အဝေးဝင်းမှာ3ပွဲကိုးပေါ်ပြီးတော့3ပွဲကိုးအောက်ထားတဲ့အခြေအနေမျိုးဖြစ်တယ်ဆိုတော့နှစ်သင်းလုံးကတော့ကျွန်တော်တို့ဒီကိုးကိုးပေါ်လေကစားလို့ကိုးအောက်လေကစားတဲ့အတင်းတင်း balance ဖြစ်တဲ့အတင်းတင်းကျွန်တော်ဖြစ်တယ်ကိုးပေါင်းစည်းကတော့ကျွန်တော်ကတော့ဒီမှာတော့ကိုးလိုအပ်ချက်တွေများနေတာဖြစ်တဲ့တကြောင်လို့ကိုးပေါ်မှာကျွန်တော်တို့မကြိုက်ဘူးဒီနေ့ပွဲမှာကျွန်တော်ကိုးပေါင်းစည်းရောဒီ body zero မှာကျွန်တော်ဒီ united ကိုညှို့နေတယ်လို့ကျွန်တော်ကံဘူးလုံးဝကျွန်တော်ခံစားရတယ်ဆိုတော့ဒီတကြောင်မလို့ဒီနေ့ပွဲမှာ လည်းတယ်မကျွန်တော်နိုင်သွားလေအောင်မယ်လို့ဖြစ်နေ Ultra Full လေးဖြစ်နေတယ်လို့အဲဒီပေါ့နော်ဟိုထိုးသားအများစုရဲ့ကျွန်တော်တို့ဒီစိတ်ထဲမှာသလို့ရှိရင်ဒီဘွဲကညနေကမနိုင်လဲဘာမှဖြစ်ဘူးရှုံးသွားရင်တော့မှနှစ်ခိုးလောက်ဒီကျွန်တော်ရှုံးလို့ရရင်အချိန်နည်းပြီဆိုတော့ပြဿနာမရှိဘူးလို့ကျွန်တော်တွေးနေတယ်ဒါပေမဲ့ Emory ရဲ့ကျွန်တော်သွားနေတဲ့ပုံစံကိုကြည့်မယ်ဆိုလို့ရှင်ဒီပွဲအပေါ်မှာ Emory လုံးဝကျွန်တော်အမားခံမှာမဟုတ်ပါဘူးနိုင်အောင်ကစားပါလိမ့်မယ်ကျွန်တော်ကတော့ဒီလိုမျိုးထင်ပါတယ်ဆိုတော့ အဲဒါကတော့ကျွန်တော်ဒီနေ့ညကစားမယ်အဲဒီဘာလို့မှချက်ဆိုင်နဲ့တင်ပြပါဦးဒီ semi final ဒုတိယကြောင်ပွဲစဉ်တော့ပွဲကြို30ချက်ဖြစ်ပါတယ်ဆိုတော့ဒီပွဲတော့ကျွန်တော် who score ရဲ့ goal score prediction ကတော့ united ကကျွန်တော်2-1နဲ့နိုင်မယ်ဆိုပြီးတော့ခံမှန်းထားတာဖြစ်ပါတယ်ဆိုတော့ brother တို့ဘာလို့မြင်ကြလဲ premier league နဲ့ europa league ကတော့ကျွန်တော်တို့သုံးသပ်ရတာချင်းဟိုအရသာမတူဘူးပေါ့နော်ကိုတင်ကကျွန်တော်ယူရိုပါလိမှာဆိုရင်မာဆိုလာပဲเนาะပရီးမီးယားလိမှာတော့ဘာမှမဟုတ်တော့ပါဘူးကွာဆိုတာမျိုးဖြစ်နေတယ်။ဆိုတော့ လိုမြင်ကြလဲဒီပွဲနဲ့ပတ်သက်ပြီးတော့ United ကျွန်တော်တို့အဲနိုင်မယ်ကျွန်တော်နိုင်မယ်လို့ထင်တယ်ဆိုတော့ဟိုဘလောက်ရလက်လောက်ဘလို့ရလက်တွေကျွန်တော်ထွက်ပေါ်လာမထင်ကြဘူးဘယ်နှခုလောက်နဲ့ကျွန်တော်နိုင်မယ်လို့ထင်ကြတယ်ဆိုတော့တည်ရလောက်ပဲသွားမလားမရှုံးသွားမလားကွန်မန့်တွေမှာဝင်ရောက်ဆွေးနွေးပြီးတော့လေးရပါတယ်ဆိုတော့ကြည့်ရှုအားပေးမြေကူများအားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာတွေ့ပါမယ်အားလုံးကျေးဇူးပါခင်ဗျာ